င်္ဂလာပါ series 4ရကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရီ series 4ရဲ့ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့ series လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လွှင့်ခဲ့တဲ့ The Last of Us TV series လေးပဲဖြစ်ပါရခင်ဗျာဒီ series လေးမှာကတော့ကျွန်တော်တင်ဆက်ပေးခဲ့ပြီးဖြစ်တဲ့ Mandalorian series ရဲ့က Mando ပြည့်တိုးဆောင်ထားတဲ့မင်းသား Pedro Pascal ကအဓိကဇာတ်ကောင်ဖြစ်ပါဝင်ပေးထားလဲဖြစ်ပါရီကဲအစင်းနေပြပြီဆိုရင်တော့ The Last of Us season 1ရဲ့ episode 8 One We Were In Need ဆိုတာကိုစတင်လိုက်ကြပါစို့လားโอเคပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ် ်ဇီရီ for you ကရှိန်သူပဲဖြစ်ပါရီဂျိုးရဲ့တိုင်ယာကိုအယ်လီတယောက်ပြုစုပေးနေခဲ့ပေမဲ့ဂျိုးကတော့အဖျားတက်ကမေးမျိုးနေသေးပဲဖြစ်ပါရီ ဒါပေမဲ့မတော်မျိုးရဲ့အစာအုပ်တစ်ခုထဲမှာဒေးဗစ်လို့ခေါ်တဲ့တင်းဦးစီယာတယောက်ကထိုင်နေတဲ့လူတွေကိုစန်းစာဖတ်ပြနေခဲ့ပါလိ။လိုရင်းကလည်းမျိုးလုံးမိတ်ကကိုစီကိုစီဆူတောင်းနေခဲ့ကြပါလိ။ဒေးဗစ်ကဖတ်ပြနေတော့ထိုင်နေတဲ့လူတွေထဲကကလေးမလေးတယောက်ကငိုနေခဲ့ပါလိ။အဲဒါကြောင့်ပဲဒေးဗစ်ကဖလက်စာကိုရိုက်ရင်းနဲ့ကလေးမလေးနားကိုသွားလိုက်ပါလိ။ငိုနေတဲ့ကလေးမလေးကိုကြည့်ရင်လည်းစန်းစာတွေကကြံတဲ့စာတပိုက်ကိုရွတ်ပြကမငိုဖို့ပြောလိုက်ပါလိ။ကလေးမလေးကလည်းဒေးဗစ်ပြောတာကိုနားထောင်နေတဲ့ခေါင်းငင်ကလက်ခံလိုက်ပါလိ။ တေယုံဆရာကထွက်သွားဖို့လုံနေတဲ့အချိန်မှာပဲကလေးမလေးကတေသွားတဲ့သူ့ရဲ့ဖေကိုဘယ်တော့မြေမြုပ်မှလေးလို့လှမ်းမိလိုက်ပါတယ်ဒေးဗစ်ကလည်းကလေးမလေးကိုပြန်လှည့်ကြည့်လိုက်သလိုထိုင်နေတဲ့သူ့ရဲ့ငွေချင်း James ကိုလည်းလှမ်းကြည့်လိုက်ပါတယ်အဲဒီနောက်ဒေးဗစ်ကမြေကြီးတွေခဲနေရကြောင်းမလို့မြုပ်လို့မရဘဲနဲ့ຫນွေဥမသာမြုပ်လို့ရမယ်လို့ကလေးမလေးကိုပြန်ပြေးလိုက်ပါတယ်ခဏကြာမှာတော့အကုန်လုံးကအစာအုပ်ပြင်ကိုထွက်လာခဲ့ကြပြီးဒေးဗစ်လည်းပဲတယောက်ချင်းစီကိုနှုတ်ဆက်နေခဲ့ပါတယ် James ကတော့မြို့ထဲမှာစားစရာအလုံးလောက်မရှိတော့တဲ့အကြောင်း David ကိုပြောပြကပြန်ထားဖို့လုပ်လိုက်တာကြောင့်မလို့ ဒေးဗစ်က James ကိုခဏနေဖို့တားလိုက်ပြီးတော့ James ကတန်တရားစိတ်တွေခံစားမိနေကြအောင်ပြောလိုက်ပါတယ်။ James ကဒေးဗစ်ကိုယုံကြည်နေသည့်အကြောင်း AC ပြန်ပြောလိုက်ပေမဲ့ဒေးဗစ်ကတော့သူ့ဘက်မှာရှိနေသေးလားသိချင်တာကြောင့်မလို့အခုလိုမေးရတာဖြစ်ကြောင်း James ကိုပြန်ပြောလိုက်ပါတယ်။အဲနောက်တော့ဒေးဗစ်ကခဏနေအတူတူအမဲလိုက်ကြဖို့အတွက်တနက်သွားယူဖို့အတွက် James ကိုမှားလိုက်ပါတယ်။အိမ်ထဲမှာကတော့အဲလီတယောက်ပါလာတဲ့အစားစရာနည်းနည်းကိုဖယ်စားနေနေဂျိုးကလည်းကြွေးဖို့လုံနေခဲ့ပါတယ်။ဂျိုးကလည်းမေးမြောနေခဲ့သလိုသူတို့အတွက်အစားစရာလည်းမရှိတော့တဲ့အဲလီဟာဘာလို့မှမသိပဲထိုင်စင်းစားနေခဲ့ပါတယ်။ အဲနောက်တော့အယ်လီကနေရာမှာထောင်ထားတဲ့ဂျိုးရဲ့တနက်ကိုတွေ့သွားခဲ့ပြီးတော့အကြံရသွားကလဲနေတဲ့ဂျိုးကိုပြန်လာခဲ့မယ်လို့ပြောကတနက်ကိုယူပြီးတော့အမေးလိုက်ဖို့ထွက်သွားပါ ore တော်ရဲမှာအယ်လီတယောက်တားကောင်လိုက်ရှာနေတနီယာရောက်မှတော့ယုံလေးတကောင်ကိုတွေ့လိုက်ရပါတယ်ပြင်းမလို့လုံးနေတော့ယုံကအယ်လီရဲ့ခြေတောင်ကြားသွားပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်အယ်လီကလည်းနောက်ကအမြန်ပြေးလိုက်ခဲ့ပေမဲ့မမီရော်ဘေးနဲ့ချော်လဲကြသွားပါတယ်ဒိုင်းနောက်တော့ဆက်လျှောက်လာရင်းနဲ့တမင်းတကောင်ကိုထပ်ပြီးတော့တွေ့လိုက်ရပါတယ်အယ်လီကလည်းဒီတစ်ခါတော့တနီယာကညင်ညင်လေးနေကတမင်ကိုတနက်နဲ့လှမ်းပစ်လိုက်ပါတယ် အဲလီပစ်ချက်ကတမီယိုမှန်သွားခဲ့ပေမဲ့ဂျက်ကောင်းကိုမထိရအောင်လို့ထွက်ပြေးသွားခဲ့တဲ့အတွက်အဲလီလည်းပဲနောက်ကနေပြေးလိုက်သွားပါတယ်။တပတ်မှာဒေးဗစ်နဲ့ဂျိန်းကလည်းအမဲလိုက်ထွက်လာကြရင်အဲလီပြစ်လိုက်တဲ့တမင်သေးကိုတွေ့လိုက်ရပါတယ်။ဒေးဗစ်ကပြစ်လိုက်တဲ့သူဟာအနားမှာရှိနေနိုင်သေးတာကြောင့်မလို့အမြန်သွားယူကြဖို့ဂျိမ်းစ်ကိုပြောလိုက်ပါတယ်။အဲဒါကြောင့်သူတို့နှစ်ယောက်တမင်ကိုယူဖို့လုံနေကြတော့အဲလီရောက်လာပြီးတော့အနောက်ကနေဒေးဗစ်တို့ကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။အဲလီကဒေးဗစ်တို့ကိုတနက်တွေကိုဘေးကိုခြားခိုင်းလိုက်ပြီးတော့မှလုပ်ဖို့ပြောလိုက်ပါတယ်။ဒေးဗစ်ကလည်းအဲလီပြောတဲ့အတိုင်းတနက်တွေကိုဘေးပြစ်ချလိုက်ပြီး ဲလီကိုတမင်တကောင်ပြစ်လိုက်နေတာကြောင့်မလို့မုတ်ဆိုးကောင်တယောက်ပဲလို့ချီးကျူးလိုက်ပါရီအဲလီကတော့ဂိမ်းမဆိုင်ပဲနဲ့တမင်ကိုထားခဲ့ပြီးဒေးဗစ်တို့ထွက်သွားကြဖို့ပြောလိုက်ပါရီဒေးဗစ်ကအဲလီကိုခဏစကားပြောဖို့တောင်းဆိုလိုက်ပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်ပါရီအဲနောက်တော့ဒေးဗစ်ကမျိုးရဲမမိမနဲ့ကလေးတွေရှိနေသေးတာကြောင့်မလို့သူတို့လည်းပဲအစာလိုအပ်ကြောင်းအဲလီကိုပြောပြခဲ့ပါရီအဲလီကတော့သူလည်းပဲဒေးဗစ်လိုပဲလူတွေအများကြီးရှိတဲ့အဖွဲကပဲလို့လိန်ပြောလိုက်ပါရီဒေးဗစ်ကတော့လက်မလျှော့ဘဲနဲ့အဲလီကိုတမင်သားနေနေနဲ့သူတို့မှရှိနေတဲ့ပစ္စည်းတွေနဲ့လိမ့်မယ်ကြောင်းတောင်းဆိုလိုက်ပါရီ အဲလီကလည်းစိတ်ဝင်စားသွားပြီးတော့ဆေးရှိလာလို့ဒေးဗစ်ကိုမေးလိုက်ပြီးတော့တမင်သားတစ်ဝက်နဲ့လင်းမေချောင်းပြောလိုက်ပါရီအဲလီကန်းလန်းချက်ကိုဒေးဗစ်ကသဘောတူလိုက်ပြီးသူတို့နဲ့အတူမြို့ရဲကိုလိုက်ယူဖို့ပြောလိုက်ပါရီအဲလီကတော့လိုက်ယူဖို့ညင်းလိုက်ပြီးဂျိမ်းကိုသာသွားယူခိုင်းဖို့ပြောလိုက်တာကြောင့်မလို့ဒေးဗစ်လည်းပဲဂျိမ်းကိုဆေးသွားယူဖို့ပြောလိုက်ပါရီဂျိမ်းကအဲလီကိုမြုံချီပဲနဲ့မယူပေးချင်တာကြောင့်ဒေးဗစ်ကဆေးကိုသာအမြန်သွားယူဖို့ပြောလိုက်တာမလို့ဂျိမ်းလည်းပဲအမြန်ထွက်သွားခဲ့ပါရီဂျိမ်းထွက်သွားပြီးနောက်မှာတော့အဲလီကဒေးဗစ်ကိုတနက်နဲ့ချိန်ပြီးတော့နောက်ဆုတ်နေဖို့ပြောလိုက်ကဒေးဗစ်ရဲ့တနက်တွေကိုကြီးထုတ်နေခဲ့ပါရီ ်ဒေးဗစ်ကတော့အဲလီကို James စီးသွားယူတာကြာမှာကြောင့်မလို့အနာကတဏီယာမှာမီးလုံရင်းနဲ့စောင့်မှုအကြံပေးလိုက်ပါတယ်။အဲနောက်တော့ဒေးဗစ်ကတမင်ုံတဲပြီးတော့အဲလီနဲ့တူတူနေရာပြတ်တစ်ခုမှာမီးလုံနေလိုက်ကြပါတယ်။မီးလုံနေကြရင်လည်းဒေးဗစ်ကအဲလီကိုတယောက်တည်းရှောက်သွားမနေသင့်တဲ့ကြောင်းပြောကနာမည်မေးလိုက်ပါတယ်။အဲလီကတော့ဒေးဗစ်ကိုနာမည်မပြောပြဘဲခက်ဆော့ဆော့ပဲရံပြန်တွေးလိုက်ပါတယ်။ဒေးဗစ်ကလူတွေကိုတူတက်နိုင်တဲ့လောက်စောင့်ရှောက်ပေးနေရဖြစ်ပြီးတော့သူ့ဖွဲ့တဲ့ကိုဝင်ကျင်တော့ဝင်လာနိုင်တဲ့ကြောင်းအဲလီကိုပြောလိုက်ပါတယ်။အဲလီကတော့ငြင်းလိုက်ပြီးတော့ဒေးဗစ်ကိုအဖွဲရဲ့ခေါင်းဆောင်လာလို့မေးလိုက်ပါတယ်။ ဒေးဗစ်ကတော့လူတွေကသူ့ကိုရွေးချယ်ခဲ့တာဖြစ်ပြီးတော့တင်းယုံစရာလည်းဖြစ်ကြောင်းပြောပြပါတယ်။ကဘာကြီးပြက်နေရတော့မှအဲ့လိုဟာတွေယုံသေးရလားဆိုပြီးတော့အဲလီကဒေးဗစ်ကိုမေးလိုက်တာကြောင့်မလို့ကဘာကြီးပြက်မှသာဒါတွေကိုစတင်ယုံကြည်ခဲ့တာဖြစ်ပြီးတော့အရင်ကတင်းချာစရာတယောက်ဖြစ်ခဲ့ကြောင်းဒေးဗစ်ကပြောပြခဲ့ပါတယ်။ဖက်ဒရယ်နဲ့ပိုးစုံကျူးတွေတိုက်နေကြချိန်မှာပြေးကြရင်နဲ့သူနဲ့တူတူလူတွေများလာဖြစ်ပြီးလူတွေများလာချိန်မှာတော့လူရဲ့သူတွေရဲ့အနေကနေကာဝယ်ဖို့အတွက်အခုလိုမျိုးလူသိမ်းမရှိတဲ့နေရာမှာရွှေ့ပြောင်းနေထိုင်ခဲ့ကြရလေဖြစ်ကြောင်းဒေးဗစ်ကအဲလီကိုပြောပြခဲ့ပါတယ်။ အရာတိုင်းကအကြောင်းရှိလို့ဖြစ်လာတာလို့ဆက်ပြောရင်းနေအဲ့ဒီရောက်တက်တည်ပြမယ်လို့ပြောလိုက်ပါတယ်အဲလီကောပြောရင်းနေဒေးဗစ်ကိုတက်တည်ပြဖို့အတွက်ပြောလိုက်ပါတယ်ဒေးဗစ်ကအခုလိုစောင်းရတီမှာအမဲလိုက်ဖို့ခက်ပြီးတော့စားစရာရှားပါးနေရာကြောင့်မလို့သူ့ရဲ့လူလေးယောက်ကိုတနေရာကိုလွတ်ခဲ့တဲ့အကြောင်းစတင်ပြောပြလိုက်ပါတယ်အဲလီကောဒေးဗစ်ပြောတာကိုစိတ်ဝင်တစားဆက်ပြီးတော့နားထောင်နေခဲ့ပါတယ်ဒေးဗစ်ကသူ့လွတ်လိုက်တဲ့လူလေးယောက်မှာတယောက်ကတေသွားခဲ့ပြီးတော့အဲ့လူကလည်းအဖေတယောက်ဖြစ်ကြောင်းတေသွားတဲ့သူမှလည်းပဲအဲ့ဒီလိုမျိုးအရွယ်သမီးတယောက်ရှိကြောင်းတက်သွားတဲ့သူမှလည်းကလေးမတယောက်ပါလာကြောင်းပြောပြလိုက်ပါတယ် အဲလီကလည်းတခုခုသဘောပေါက်သွားခဲ့ပြီးတော့ဒေးဗစ်ကအဲလီကိုပြုံးပြရင်းနဲ့သူတက်တည်ပြပြီးရဲ့အကြောင်းပြောလိုက်ပါရီအဲဒီမှာဂျိမ်းကအနောက်ကနေအဲလီကိုတနက်နေ့ချိန်ထားခဲ့ပြီးတော့ဂျိမ်းကဒေးဗစ်ကိုလှမ်းတလိုက်ပါရီအဲလီလည်းလှမ်းသွားကထားရလိုက်ပြီးတော့အနောက်ကိုလှည့်ကြည့်လိုက်ပါရီဂျိမ်းကတော့အဲလီကိုတနက်နေ့ချိန်ထားရင်းနဲ့သူတို့လူကိုတက်သွားတာအဲလီမဟုတ်လားဆိုပြီးတော့ဒေးဗစ်ကိုမေးလိုက်ပါရီဒေးဗစ်ကတော့ဂျိမ်းကိုဘာမှပြန်မဖြေခဲ့ပင်နဲ့ဆေးဦးလားလို့သာမေးလိုက်ပါရီဂျိမ်းကမပေးချင်ပေးချင်တဲ့ဆေးဦးအဲလီစီကိုပြစ်ပေးလိုက်ပါရီအဲလီကဆေးဦးကောက်ယူပြီးတော့ထွက်သွားခဲ့ပါရီ ဒေးဗစ်ကတော့အဲလီကိုအဖွဲနဲ့လာရသူမဟုတ်တာသိနေကြောင်းပြောကာအဲလီကိုကာကွယ်ပေးနိုင်ကြောင်းလှမ်းဟောပြောနေခဲ့ပါတယ်။နောက်တော့အဲလီပြေးထွက်သွားတာကိုဒေးဗစ်တို့ကရက်ကြည့်နေခဲ့ကြရင်လည်းဂျိန်းကအဲလီကိုဘာကြောင့်လွတ်ပေးလိုက်ရလဲဆိုပြီးတော့မေးကမကြည်မနက်ဖြစ်နေခဲ့ပါတော့လေ။အဲလီကဂျိုးရိုစီကိုအမြန်ပြေးလာခဲ့ရပြီးရလာတဲ့စီးနဲ့ဂျိုးရဲ့ဒဏ်ရာတွေအတွက်စီးထိုးပေးလိုက်ပါတယ်။ဂျိုးကတော့အနာရှိန်ကြောင့်အပြားတက်နေခဲ့ပြီးမေမျောနေစေပဲဖြစ်တာကြောင့်မလို့အဲလီကဂျိုးရဲ့ဘေးနားမှာဝင်လဲကဂျိုးကိုဖတ်ထားပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်။ ဒေးဗစ်တို့ရဲ့စကမ်းမှာတော့ညသာစားဖို့အတွက်ပြင်ဆင်နေကြပါသည်ဂျွိုက်လို့ခေါ်တဲ့မိမတယောက်ကခရမ်းညင်းနဲ့အနှစ်ဘူးတွေကိုထိုးပေးလိုက်ပြီးတော့ငါးဘူးသာကြံတော့ကြောင်းဟင်းချက်နေသူကိုပြောနေခဲ့ပါသည်အဲဒီနောက်လူတယောက်ကသမင်သားတွေကိုတဲလာခဲ့ပြီးတော့ဂျွိုက်ကိုပေးလိုက်တာကြောင်းဂျွိုက်ကလည်းပဲဟင်းအိုးတွေကိုထည့်လိုက်ပါသည်အဲဒီနောက်တော့စကမ်းမှာရှိတဲ့လူတွေကစားစရာတွေကိုပကံကိုစည်းနဲ့တန်းစီကလာယူခဲ့ပြီးတော့စားဖို့အတွက်စောင့်နေခဲ့ကြပါသည်အဲဒီချိန်မှာပဲဒေးဗစ်နဲ့ဂျိန်းကသမင်ုံတဲကပြန်အောင်လာခဲ့ကြပါသည်ဒေးဗစ်ကဝမ်းသာအားရနေ ။တမင်ရလာကြောင်ပြောလိုက်ပေမဲ့လူတွေကဒေးဗစ်တို့ကိုမပြုံးမရွှင်နဲ့စိုက်ချိန်နေခဲ့ကြပါရီ။ဒေးဗစ်လည်းပဲဂျိန်းကိုကြည့်လိုက်တဲ့အခါမှာတော့ဂျိန်းကလည်းမျက်နှာလွှဲနေရကြောင်းလူတွေကိုအဲလီကြောင်ဂျိန်းပြောထားတာရိပ်မိသွားပါရီ။အဲအကြောင်ဒေးဗစ်ကလည်းကလေးမလေးရဲ့အဖေကိုတတ်သွားတဲ့လူသက်သမားနဲ့အတူတူပါလာတဲ့အဲလီကိုတွေ့ခဲ့ကြောင်းမနေ့ရောက်တာနဲ့အဲလီတို့ကိုသွားဖမ်းမယ်ကြောင်းအားလုံးပြောလိုက်ပါရီ။ဒေးဗစ်စကားပြောနေတုန်းမှပဲကလေးမလေးကအဲလီကိုတတ်ခဲ့တဲ့အကြောင်းဒေးဗစ်ကိုလှမ်းပြောလိုက်ပါရီ။ကလေးမလေးရဲ့အမေပြည့်သူ joy ကဒေးဗစ်ကိုစိုးရင်တကြီးလှမ်းကြည့်လိုက်ပါရီ။နောက်တော့ဒေးဗစ်ကကလေးမလေးရဲ့နားကိုရောက်လာပြီးတော့ လေးမလေးကိုပားရိုက်ပြစ်လိုက်ပါတယ်။ဂျွိုင်းကသူ့ရဲ့သမီးကိုစိတ်ပူသွားပြီးတော့ထားရက်လိုက်တာကြောင့်မလို့ဒေးဗစ်ကလက်ကာပြိုင်နဲ့လှမ်းတာလိုက်ပါတယ်။ဂျွိုင်းလည်းဘာမှမတက်နိုင်မင်းနဲ့ငြိမ်နေလိုက်ရပြီးတော့ဒေးဗစ်ကတော့ကလေးမလေးရဲ့နားကိုကတ်ကသူ့လက်ကိုကမ်းပြီးလိုက်ပါတယ်။ကလေးမလေးကလည်းကြောက်ကြောက်နဲ့ဒေးဗစ်ရဲ့လက်ကိုကင်ကပြန်ထားလိုက်ပါတယ်။အဲဒီနောက်တော့ဒေးဗစ်ကကလေးမလေးကိုအဖေမရှိရောလို့ဝမ်းနေတာသိပေမဲ့သူလည်းပဲအဖေတယောက်ဖြစ်တာကြောင့်မလို့သူစကားပြောနေတေချာနားထောင်မှုပြောလိုက်ပါတယ်။ကလေးမလေးကလည်းဒေးဗစ်ကိုဘာမှမပြောတော့ဘဲနဲ့ငြိမ်နေခဲ့ပါတယ်။ ်ဒေးဗစ်ကလည်း Joy တို့သားမီးရဲ့ဇပွဲမှာပဲဝင်ထိုင်လိုက်ပါတယ်ခဏကြာမှတော့ဒေးဗစ်အတွက်စားစရာလာချပေးလိုက်ပြီးတော့ဒေးဗစ်လည်းမစားခင်ဆူတောင်းလိုက်ပါတယ်အကုန်လုံးကလည်းမစားခင်မှာဒေးဗစ်နဲ့တူတူမျက်လုံးမိတ်ကဆူတောင်းနေခဲ့ကြပြီးနောက်မှာတော့ပကံတွေကအစားတော်ကိုငံမြစားနေခဲ့ကြပါတယ်မနေ့ရောက်တဲ့အခါမှာတော့အဲလီတယောက်အိမ်ရဲ့ဂျိုးရဲ့နှဖူးကိုဆမ်းရင်းနဲ့အပြားချမကျကြည့်နေခဲ့ပါတယ်အဲဒီနောက်ဘိုက်ကထိုင်ရာကိုလည်းကြည့်ရင်းနဲ့နောက်ထပ်စီးတလုံးထပ်ထိုးပေးလိုက်ပါတယ်ဂျိုးကိုစီးထိုးပေးပြီးရနဲ့အဲလီဟာအိမ်မြင်ကိုထွက်လာလိုက်ပြီးတော့မြင်းကိုအစာကျွေးလိုက်ပါတယ် အဲနောက်တော့ခဏလောက်အပြင်ဘက်လမ်းလျှောက်နေတဲ့ကောင်းကင်ရငှက်တွေရုတ်တရက်ပြန်လာတာကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ငှက်တွေပြန်လာတဲ့ဘက်ကိုသွားပြီးတော့ဆက်စုကြည့်တဲ့အခါမှာတော့ဒေးဗစ်နဲ့အဖွဲကလူတွေရောက်လာတာကိုအယ်လီတွေ့သွားခဲ့ပါတယ်။အယ်လီတို့စီကိုလာနေတဲ့ဒေးဗစ်ကဂျိုးကိုတွေ့ရင်တပ်ပစ်ဖို့အတွက်အဖွဲရလူတွေကိုမှားလိုက်ပြီးတော့အယ်လီကိုတော့ပြန်ခေါ်လာမယ့်အကြောင်းပြောလိုက်ပါတယ်။ဂျိမ်းကတော့အဲလီကိုခေါ်လာရင်ပါဇက်တပေါက်တိုးလာမှာကြောင့်မလို့မခေါ်ခြင်းတဲ့အကြောင်းပြောလိုက်ပါရီဒေးဗစ်ကလည်းအပြင်မှာထားလိုက်လေတည်သွားနိုင်တာကြောင့်မလို့ကေမေအကြောင်းထပ်ပြောလိုက်ပါရီ ဂျိမ်းကလည်းဇရိုက်ငင်းနေခဲ့တာကြောင့်ဒေးဗစ်ကဂျိမ်းကိုတစ်ချက်ကြည့်လိုက်မှပဲဂျိမ်းတယောက်ငြိမ်ကြသွားပါတော့တယ်ဒေးဗစ်တို့လည်းအလီကိုရှာဖို့အတွက်ဆက်လျှောက်လာခဲ့ကြပါသည်အဲဒီချိန်အလီကဂျိုးစီကိုအမြန်ပြေးသွားလိုက်ပြီးတော့ဂျိုးကိုထားဖို့အတွက်နှိုးနေခဲ့ပါသည်ဂျိုးကမထနိုင်သေးတာကြောင့်အလီကလည်းဂျိုးလက်ထဲကိုဓာတ်ထည့်ပေးလိုက်ပြီးတော့ရန်သူလာရီတိုက်ခိုက်ဖို့ပြောလိုက်ပါသည်အဲဒီနောက်အလီကဂျိုးစီမလာနိုင်အောင်လို့အာယုံလွဲခေါ်သွားမိကြောင်ပြောကမြင်းစီပြီးထွက်သွားပါတော့တယ်အဲလီထွက်လာပြီးတဲ့နောက်မှာဒေးဗစ်တို့တွေးလိုက်တာကြောင့်မလို့တနက်နေ့လမ်းပစ်ကသူ့နောက်ကိုလိုက်လာခဲ့ဖို့လဲခေါ်လိုက်ပါရီ ်ဒေးဗစ်တို့ရဲ့အုပ်စုကလည်းအဲလီနောက်ကိုလာရင်းနဲ့တနက်နေ့ပြက်ကပြေးလိုက်ကြပါရီဒေးဗစ်ကတော့အဲလီကိုအသက်ရှင်လျက်ဖမ်းဖို့သာလှမ်းအောင်နေခဲ့ပါရီအဲနောက်တော့ဂျိန်းကအဲလီရဲ့မြင်းကိုလှမ်းပြစ်လိုက်တာကြောင့်မလို့အဲလီလည်းပဲမြင်းပေါ်ကနေပြုတ်ကျကမေးလဲသွားခဲ့ပါရီဂျိန်းတို့လည်းအဲလီနောက်ရောက်လာခဲ့ကြပြီးတော့အဲလီကိုပြတ်တက်ဖို့လုံးကြပါဦးရီအဲဒီဂျိန်းဒေးဗစ်ရောက်လာပြီးတော့ဂျိန်းတို့ကိုဝင်တားလိုက်ပါရီဒေးဗစ်လည်းပဲအဲလီနောက်ရောက်လာခဲ့ပြီးတော့မေးနေတဲ့အဲလီကိုအသက်ရှင်မရှင်စစ်ဆေးလိုက်ပါရီအဲနောက်တော့ဒေးဗစ်ကသူ့ရဲ့လူနှစ်ယောက်ကိုမြင်းကိုစကန်းတဲဖို့မှားလိုက်ပြီးတော့ ဂျန်နစ်နှစ်ယောက်ကိုတော့ဂျိုးကိုဆက်ရှာခိုင်းထားလိုက်ပါတယ်။ဒေးဗစ်ကလည်းအဲလီကိုချီကစခန်းကိုထွက်သွားလိုက်ပါတယ်။အဲနောက်တော့ဒေးဗစ်ရဲ့လူတစ်ယောက်ကဂျိုးရှိရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။တနက်သမားကလည်းဟိုတီတီရှာရင်းနဲ့ဂျိုးရှိရဲ့မြေအောက်ထပ်ကိုရှာတွေ့သွားကအောက်ထပ်ကိုဆင်းလာလိုက်ပါတယ်။အောက်ထပ်ရောက်တဲ့အခါမှာတော့သွေးပေနေတဲ့အိမ်ရလို့တခုတွေ့လိုက်ရပြီးတော့ဂျိုးကိုမတွေ့ဖြစ်နေချိန်မှာတနက်သမားကိုဂျိုးကအနောက်ကနေခေါအုပ်ကတိုက်ခိုက်လိုက်ပါတယ်။အဲဒါကြောင့်တနက်သမားကလည်းဂျိုးရဲ့လက်ချက်ကြောင့်တေးသွားခဲ့ပါတယ်။တပတ်မှာတော့ဒေးဗစ်ကအဲလီကိုလောင်ရဲတခုထဲမှာထည့်ထားခဲ့ပါတယ်။ ။အဲလီယာနိုးလာတဲ့အခါမှာတော့ဒေးဗစ်ကိုသူ့ကိုလွတ်ပေးဖို့အတွက်ပြောပါရီ။ဒေးဗစ်ကသူ့အနေနဲ့လွတ်ပေးခြင်းမိမဲ့လေအဲလီကအန်နီရဲ့များသူဖြစ်တာကြောင့်လွတ်မပေးရဖြစ်ကြောင်းပြောနေခဲ့ပါရီ။ဒါပြင်တခြားလူတွေကအဲလီကိုတက်ချိန်နေကြအောင်လို့ဒေးဗစ်ကအဲလီကိုကယ်ပေးထားခဲ့တဲ့အကြောင်းလေးပြောပြလိုက်ပါရီ။အဲလီကတော့ဒေးဗစ်ပြောတာကိုဂီးမဆိုင်ဘဲနဲ့ရံပြန်လုံနေအောင်ဒေးဗစ်လည်းပဲလောင်ရင်နားကိုကတ်လာခဲ့ပြီးတော့အဲလီကိုဒီမှာတယောက်တည်းအသက်မရှင်နိုင်တာကြောင့်မလို့သူ့ကူညီပေးနိုင်ကြအောင်ပြောလိုက်ပါရီ။အဲလီကနိုင်ငံဘက်ကိုပြေးကတ်လိုက်ပြီးတော့သူ့အတယောက်တည်းမဟုတ်ကြောင်းဒေးဗစ်ကိုပြန်ပြောလိုက်ပါရီ။ ဒေးဗစ်ကဂျိုးဟာမကြခင်ဒီမှာရှိတော့မှာမဟုတ်တာကြောင့်မလို့အဲလီတောက်တဲ့ပြတ်သွားနိုင်ကြောင်းပြောလိုက်ပါတယ်။ဒေးဗစ်ကအဲလီကိုဘဝတည်းတစ်ခုကမ်းလှမ်းနေရဖြစ်ကြောင်းပြောလိုက်ပြီးတော့သူ့ကိုမယုံရင်အဲလီတောက်တဲ့တကယ်ဖြစ်သွားတော့မယ်ကြောင်းပြောတာထွက်သွားပါတော့တယ်။ဒီတစ်ပတ်မှာတော့ဂျိုးလာရှာရဲ့တနက်သမားတစ်ယောက်ကဂျိုးကိုရှာနေတဲ့မြေကြီးပေါ်လဲနေတဲ့သူ့ဘဲကလူကိုတွေ့သွားပါတယ်။အဲဒါကြောင့်အမြန်ပြေးသွားကြည့်တဲ့အခါမှာတော့အနောက်ကနေပြီးတော့ဂျိုးကတနက်နေ့ရိုက်လိုက်ပါတယ်။တနက်သမားကလည်းသတိလစ်သွားပြီးတော့သူ့နိုးလာတဲ့အချိန်မှာတော့ဂျိုးကသူ့ကိုဖမ်းချုပ်ထားပြီးတော့သူ့ဘဲကနောက်တစ်ယောက်ကိုလည်းဖမ်းထားတာတွေ့လိုက်ရပါတယ်။ အဲဒီနောက်ဂျိုးကတနသမားကိုလက်သီးနဲ့ထိုးကအဲဒီရှိရဲ့နေအောင်မေးနေခဲ့ပါလိတနသမားကမပြာကြောက်မလို့ဓာတ်နဲ့ဒူးကောင်ထိုးပစ်လိုက်ပြီးတော့ဒေါသထွက်ရင်းနဲ့ထက်ကမေးနေခဲ့ပါလိအဲ့တော့မှတနသမားကလည်းကြောက်ကလန့်ကမျိုးရင်းမာလို့ပြောလိုက်ပါလိအဲဒီနောက်တော့ဂျိုးကမြေပုံစာရွက်ကိုထောက်ပြခိုင်းလိုက်ပြီးတော့ဖန်သားရဲ့နောက်တစ်ယောက်ပြောတဲ့အဖြေနဲ့တူအောင်ဖြေဖို့အတွက်တနသမားကိုပြောလိုက်ပါလိတနသမားကလည်းကြောက်လန့်ကနေရာအမှန်ကိုပြောပြလိုက်တဲ့အချိန်မှာတော့ဂျိုးကလည်းသူသိချင်အောင်သိရပြီဖြစ်တာကြောင့်မလို့နှစ်ယောက်စလုံးကိုတက်ပစ်လိုက်ပါလိ တဘက်မှာတော့အယ်လီကလော်ရင်တွေကထွက်ပြေးဖို့အတွက်ရှောက်ရှာနေတော့တခုခုတွေးသွားခဲ့ပါရီအဲဒီအချိန်ဒေးဗစ်ကလည်းဝင်လာခဲ့ပြီးတော့အယ်လီအတွက်စားစရာလာပေးခဲ့ပါရီအယ်လီတယောက်တနေရောင်စိုက်ကြည့်ပြီးတော့ကြောက်နေခဲ့တာကြောင့်ဒေးဗစ်ကလည်းကြီးလိုက်တဲ့အခါမှာတော့လူနရွက်ပြက်တစ်ခုဖြစ်နေခဲ့ပါရီအယ်လီကတော့ဒေးဗစ်ယူလာပေးတဲ့စားစရာပကံအောင်ကြီးလိုက်လူနရွက်ကိုကြီးလိုက်နေကြောက်နေခဲ့ပါရီဒေးဗစ်ကအခုစားစရာကတော့တမင်သားဖြစ်လို့စိတ်မပူဘူးပြောရင်းနဲ့အယ်လီနာမည်ကိုမေးနေခဲ့ပါရီအယ်လီကတော့ဒေးဗစ်ကိုလူသားစားနေတဲ့အယူလို့ပြောတာဒေါသထွက်ရင်းနဲ့စားစရာပကံအောင်အဝေးကိုကန်ပစ်လိုက်ပါရီ ဒေးဗစ်ကလူသားစားရဲအကြောင်းဝန်ခံလိုက်ပြီးတော့ဒီနီးကိုလူနည်းစုသာတည်ကြောင်းနဲ့အကုန်တက်ရှင်မှုအတွက်မတက်တာလို့သာလှုပ်ခေရတာဖြစ်ကြောင်းအဲလီကိုပြောပြနေခဲ့ပါတယ်။ဒါပြင်သူဟာလူကောင်းတစ်ယောက်ဖြစ်တယ်လို့အဲလီမယုံတာကိုလည်းတည်ကြောင်းနဲ့ဂျိုးကအဲလီကိုကဲင်းနဲ့တခြားသူကိုတတ်လိုက်တာဖြစ်ကြောင်းအဲလီကိုပြောပြလိုက်ပါတယ်။အဲလီကလည်းဒေးဗစ်စကားတွေကြောင်းတွေ့ဝေသွားခဲ့ပါတယ်။ဒေးဗစ်ကတော့အဲလီကိုကြည့်ရင်လည်းသူ့ကိုယ်သူပြန်မြင်နေရတယ်လို့ပြောလိုက်ပြီးတော့စိတ်ထဲကတွေးနေခဲ့တဲ့အကြောင်းတရားတွေကိုအဲလီကိုပြောပြနေခဲ့ပါတယ်။ အဲလီတောက်လေဒေးဗစ်ပြောရတွေကိုငြိမ်နေပြီးတော့နားထောင်နေခဲ့ရကသူ့ကိုဒါတွေဘာလို့လာပြောနေရလဲဆိုပြီးတော့ပြန်မေးလိုက်ပါရီဒေးဗစ်ကတော့အဲလီကတခြားသူတွေနဲ့မတူတာကြောင့်မလို့သူ့ကိုယုံကြည်ပေးနိုင်မဲ့တငယ်ချင်းအဖြစ်နေစေခြင်းကြောင့်ပြောပြလိုက်ပါရီအဲလီကဂျိုးကိုရောဘလို့လုပ်ပေးမလဲလို့မေးလိုက်ပါရီဒေးဗစ်ကသူ့ရဲ့လူတွေကိုဆက်မရှာဖို့ပြောလိုက်မဲ့ကြောင်းပြောတဲ့အခါမှာတော့အဲလီကဒေးဗစ်ကိုစိုက်ချင်နေခဲ့ပါရီဒေးဗစ်ကတော့ဂျိုးကိုလွတ်ပေးမှာပါလို့အဲလီကိုထပ်ပြောနေရင်သူ့လက်ကိုလောင်းရင်တကားပေါ်တင်လိုက်ပါရီ ။အဲဒီကလည်းဒေးဗစ်ကိုတကယ်လွတ်ပေးမှလားလို့ထမင်းနေနေဒေးဗစ်နောက်တိုးလာလိုက်ပါရီ။ဒေးဗစ်ကတော့ဂျိုးသာပြန်မတိုက်ရင်သူ့လူတွေကလည်းလွတ်ပေးမှဖြစ်ကြောင်းပြောရင်းနေ။အဲလီကိုလည်းသူနဲ့တူတူပူးပေါင်းမှုအတွက်ဆွေးနွေးခဲ့ပါရီ။အဲလီကလည်းလောင်ရင်ပေါ်ကိုလက်တင်ထားလိုက်ပြီးတော့ဒေးဗစ်ပြောတော့နားထောင်နေတော့ဒေးဗစ်ကလည်းအဲလီရဲ့လက်ကိုလာကင်လိုက်ပါရီ။အဲလီကလည်းဒေးဗစ်လက်ကိုပြန်ကင်လိုက်ပြီးတော့ခဏကြာမှတော့ဒေးဗစ်လက်ကိုလိန်ချိုးကတော့ယူဖို့လုပ်ပါရီ။ဒေးဗစ်ကလည်းဒေါသထွက်သွားပြီးတော့အဲလီရဲ့ကောင်းကိုလောင်ရင်နဲ့စောင့်ပြစ်လိုက်ပါရီ။အဲနောက်တော့တော့ပြန်ယူလိုက်ပြီးတော့တခြားသူတွေကိုပြောရမယ့်ကြောင်ပြောလိုက်ပါရီ အဲလီကလည်းလောင်ရင်တွေကနေပြီးတော့ဒေးဗစ်ရဲ့လက်ကိုချိုးခဲ့တဲ့သူ့ရဲ့နာမည်ကအဲလီလို့တခြားသူတွေကိုပြောလိုက်ဖို့အတွက်လမ်းအောင်နေခဲ့ပါတယ်။ဂျိုးကအဲလီရှိတဲ့စခန်းကိုရောက်လာခဲ့ကသွေးစက်တွေတွေ့ရကြောင်းမလို့တကားတစ်ခုလည်းဝင်သွားလိုက်ပြီးတော့ဒမီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့အဲလီရဲ့လွဲကိုတွေ့သွားခဲ့ပါတယ်။အဲအကြောင်းလွဲကိုယူလိုက်ပြီးတော့တကားတစ်ခုထပ်တွေ့ရကြောင်းဆက်သွားကြည့်တဲ့အခါမှာတော့ဒမီဒီတကောင်နဲ့ဇောက်ထိုးချိတ်ဆွဲထားတဲ့ခေါင်းပြက်လူလောင်းကိုတွေ့လိုက်ရပါတယ်။တပတ်မှာတော့အဲလီစီကိုဒေးဗစ်နဲ့တခြားလူတယောက်ရောက်လာခဲ့ပြီးတော့အဲလီကိုလောင်ရင်ပြင်ထုတ်ကဓာတ်နဲ့ခုတ်တတ်ဖို့လုပ်ပါတယ်။ အဲဒီကလေဒေးဗစ်ရဲ့လက်ကိုကိုက်ပစ်လိုက်ပြီးတော့ယုံမိမယ်လေဒေးဗစ်ကသူ့ကိုတတ်ဖို့လှုပ်တာကြောင့်သူဟာကူးဆက်ခံတယောက်ဖြစ်ကြောင်းပြောလိုက်ပါရီမြေဝင်သူ့လက်ကိုကြီးလိုက်ဖို့ပြောတာကြောင့်မလို့ဒေးဗစ်ကလည်းကြီးတဲ့ခါမှာတော့တကယ်ဖြစ်နေအောင်တွေ့လိုက်ရပါရီအဲလီကဒေးဗစ်လက်ကကိုက်ရကိုကြီးဖို့ပြောတဲ့ခါမှာတော့ဒေးဗစ်လည်းလန်သွားခဲ့ပြီးတော့အဲလီကဘာမှမဖြစ်သေးတာကြောင့်ကူးဆက်ခံမဖြစ်နိုင်ကြောင်းပြောနေတော့မှာပဲဒေးဗစ်နဲ့ပါလာတဲ့လူကိုဓားနဲ့ခုတ်ကထွက်ပြေးသွားလိုက်ပါရီဒေးဗစ်ကတနက်နေ့လမ်းပစ်လိုက်ပေမဲ့အဲလီကမထီပဲနဲ့လွတ်သွားခဲ့ပါရီအဲနောက်တော့အဲလီကလည်းထွက်ပြေးနေတဲ့ထမင်းစားခဲမာတွေကိုရောက်သွားခဲ့ပါရီ တကားတွေအကုန်လုံးပိတ်ထားအောင်မလို့ထွက်မရဖြစ်နေတဲ့အတွက်မိဘကမိစားတချောင်းကိုကောက်ယူလိုက်ကဒေးဗစ်အလာကိုပုံးဝင်နဲ့စောင့်နေခဲ့ပါတယ်။ဒေးဗစ်ထွက်လာတဲ့အချိန်မှာတော့အယ်လီကထင်းကြောင်းနဲ့လှမ်းပစ်လိုက်ပါတယ်။ဒေးဗစ်ကရှောင်လိုက်တာအကြောင်းမလို့ဒေးဗစ်ကိုမထိသွားဘဲနဲ့ဘေးကလိုက်ကောက်သွားထီကမိရေဆွဲကုန်ပါ ಓರಿ ။ဒေးဗစ်ကတော့ရီကသူ့စီမှာရှိရအောင်မလို့ထွက်လမ်းမရှိတော့အောင်ပြောကအယ်လီကိုချင်းချောက်လိုက်ပါတယ်။အယ်လီကိုသူ့လိုဖြစ်အောင်တင်မေးချင်တဲ့အကြောင်းပြောရင်းလိုက်ရှာနေတော့မှပဲ။အယ်လီကနောက်ကနေပြီးတော့ဒေးဗစ်ကိုတိုက်ခိုက်လိုက်ပါတယ်။အဲဒါကြောင့်ဒေးဗစ်လည်းပဲအယ်လီကိုကြမ်းပြင်ပေါ်ကင်ပေါက်ပစ်လိုက်ရပါ ಓರಿ ။ ဒါပေမဲ့ဒေးဗစ်ဟာအဲလီကိုတိုက်ခိုက်လိုက်တာကြောင့်မလို့ဘိုက်မှာဓာတ်ထိသွားခဲ့ပြီးတော့ခဏနားနေခဲ့ပါတယ်။အဲလီကတော့ပြုတ်ကျသွားတဲ့ဓာတ်ကိုယူဖို့စူးစမ်းနေရကြောင့်မလို့ဒေးဗစ်ကအဲလီကိုခြေထောက်နဲ့ကန်ပစ်လိုက်ပါတယ်။အဲဒီနောက်ဒေးဗစ်ကအဲလီကိုလဲထွန်ဖို့လုပ်တဲ့အခါမှာတော့အဲလီယာအော်ဟစ်ကဒေါသထွက်နေခဲ့ပါတယ်။အဲနောက်တော့အဲလီကဒေးဗစ်ရဲ့မျက်နှာကိုသရွေးနဲ့ထွေးလိုက်ပြီးတော့အဝေးမှာရှိနေတဲ့ဓာတ်ကိုရောင်းအောင်ယူကာဒေးဗစ်ကိုခုတ်တက်ပစ်လိုက်ပါတယ်။အဲလီတယောက်ဒေါသထွက်ကဒေးဗစ်ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးလိုက်ပြီးတော့ခဏကြာမှပဲအပြင်ကိုထွက်လာခဲ့ပါတယ်။ အပြင်ရောက်တဲ့အချိန်မှာတော့ဂျိုးကအဲလီနောက်ကနေလမ်းဆွဲလိုက်တာကြောင့်မလို့အဲလီလည်းလမ်းသွားခဲ့ပြီးတော့အော်ဟစ်နေပါ ರೀ ဂျိုးကအဲလီကိုသူ့ပြေချောင်းပြောပြတဲ့အခါမှသာအဲလီလည်းပဲစိတ်အေးသွားခဲ့ပြီးတော့ဂျိုးကိုဖက်ကငိုနေခဲ့ပါ ರೀ အဲဒီနောက်ဂျိုးကအဲလီကိုဂျာကင်ခြုံပေးကဖတ်ထားလိုက်ပြီးတော့အဲ့နေရာကနေထွက်သွားခဲ့တဲ့အချိန်မှာပဲ The Last of Us Season 1ရဲ့ Episode 8ကလည်းပြီးဆုံးသွားခဲ့ပါ ರೀ ဟုတ်ကဲ့ပါရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစင်းစမပြတ် recap အနေနဲ့တင်ဆက်ပေးဦးမှာမလို့ကျွန်တော်တို့ရဲ့ ZD4U channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားကြပါဦးခင်ဗျာ အားပေးကြတဲ့ပိသက်များလေးစေအီချမ်းပါခြင်းနဲ့ကိုယ်ကြီးချမ်းသာခြင်းများပြေစုံတော်မူကြပါစေလို့ CV4 ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါသည်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ